လာပါရှင် Ever Electronic Pick ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါတယ်အခုလိုမွေးရဒီမှာရွာချလိုက်တဲ့မွေးတွေကနေတစင်းညီပြီးအညီကြီးတွေတက်ထွက်တတ်တယ်စွန့်မြင့်ပစ္စည်းတွေနဲ့အခြားအငယ်ရှိတဲ့အရာတွေရေထဲမှာပေါက်လာနိုင်ပါတယ်နော်မြေအောက်ရေဟနေ့ဝီဇီတွင်းကြီးကိုအသုံးပြုနေရဆိုရင်လည်းမိုးရေကြောင့်ရေရဲ့အရေတွေကပို့ပြီးတော့ညံ့သွားနိုင်ပါတယ်။ဒီလိုပြင်နိုင်ဖြစ်ရှင်းမှု F5 ရဲ့ AR5L110C ရေးတက်ဆက်လေးရှိပါတယ်နော်။ ငားခြင်းနဲ့ဗက်တီးရာအမုံမွှားနဲ့အနစ်အကျေးတွေကိုစစ်ထုတ်တန့်ရှင်းပေးထားရဲရင်သက်ဆက်လေးပဲဖြစ်ပါတယ်။အစိမ့်မြင့်အာရစစ်တမ်ကိုအသုံးပြုပေးထားတာကြောင့်ကျန်းမာရေးအတွက်စိတ်ချပြီးတော့တန့်ရှင်တဲ့ရေတန့်လေးကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒီဇိုင်းဝင်မှာဆိုရင်လည်းဒီလိုနေရာချတတ်တာရဲ့ကပ်ပိနဲ့ပုံစံနဲ့ပြည့်လုံထားတာဖြစ်လို့အခန်းထောက်နေပဲဖြစ်ဖြစ် အဲကန်ရုံးကနေမှာပဲဖြစ်ဖြစ်စမချက်ချနဲ့ထားလို့ရပါသေးတယ်။ဝါတာတန့်ကလည်း၁၂လီတာစက်ပြီးတော့တနအိုင်ကိုရေတန့်၁၈လီတာထွက်တာဆိုတော့အရင်လိုရေတန့်ဘူးတွေကိုဖုံးစက်မှရတာတွေအထက်မြေပိုးကကုန်ကျစရိတ်တွေလည်းမရှိတော့ဘူးပေါ့။ quality ကောင်းနဲ့ stainless steel ပိုက်ကောင်းလေးကိုတက်ဆင်ပေးထားတာဆိုတော့အရင်တက်တောက်သုံးလို့ရပြီ။တန့်ချင်းမတက်တဲ့အတွက်ကျန်းမာရေးအတွက်ပို့ပြီးတော့စိတ်ချရပါတယ်။ ဒီ fitter လေးကလဲလဲအသုံးပြုရလွယ်ကူပြီးတော့ multi site ဖြစ်လို့အပြည့်မအလွယ်တကူဝယ်ယူနိုင်ပြီးတော့အစားထိုးအသုံးပြုလို့ရပါတယ်။ရှေ့တဲက5 micron အဆင့်ရှိရဲ့အနေနဲ့အညစ်အကြေးထုံးနဲ့တွေကိုစစ်ထုတ်ပေးမယ် PP 5 micron fitter တန်တက်ဓာတ်ရုပ်ပစ္စည်း chlorine နဲ့အနက်အသက်တွေကိုစစ်ထုတ်ပေးဖို့ OCV ဖြစ်တာသဲတန်ချင်းအမှုံမွား calcium magnesium နဲ့ iron ကိုတွေကိုတန့်စင်စစ်ထုတ်ပေးရဲ CTO ဖြစ်တာပြီးတော့ဒီအပေါ်လေးမှာဆိုရင်နော် post carbon fitter နဲ့ iron membrane fitter လည်းပါဝင်နေတယ် လိုအပ်တဲ့မန်နွေရဲ့ဓာတ်တွေကိုလည်းအထက်ကဖစ်တာအစ်စ်နေကနေဖြည့်ဆွတ်ပေးထားတာဆိုတော့ကျန်းမာရုံနဲ့မကဘူးတန်ဆွမ်းမှုအတက်ပါအထက်ကိုပြုတ်ပါရဲ့ကဲဒါဆိုရင်တော့အခုလိုမိုးရသည်မှာကျန်းမာရင်နဲ့ကိုက်ညီပြီးရော runny တစ်နှစ်တစ်တိပေးထားတဲ့ alpha ရဲ့ ARO5F 110စီရဲ့တန်ဆက်လေးကိုကြိုက်တဲ့တော့ဝဲယူခြင်းနဲ့ဆိုရင်တော့နီးစက်ရအယောင်ကုစလဲ electronic ဆိုင်ကြီးများနဲ့စိုင်းရီကမုံဝေးတက်တရားထက်က F1 တို့ကံတော်လေးကမုံဝေးဒုတိယထက်က F1 တို့မြောက်လာ F1 တို့ Alpha Store Facebook Page နဲ့ Alpha Electronic Facebook Page ကိုမှာဆက်သွယ်မြင်မြင်ပြီးဝယ်ယူနိုင်ပါရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။